thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာမင်းအောင်လိုင်းကတနိုင်ငံလုံးမှာစစ်တိုင်းမှုတွေကိုနှစ်ရက်တာစီဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စများအ धिक ဆွေးနွေးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဘက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကနေပြည်တော်မှာတနိုင်ငံလုံးမှာစစ်တိုင်းမှုတွေကိုနှစ်ရက်တာစီဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စတွေကိုအ धिक ထားဆွေးနွေးလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်တွေကပြောဆိုပါရယ်။မေလ15ရက်နေ့မှမေလ16ရက်နေ့အထိနေပြည်တော်မှာစစ်တိုင်းမှုတွေကိုမင်းအောင်လိုင်းကအစည်းအဝေးခေါ်ယူခဲ့တာဖြစ် ြစ်ပြီးအဲ့ဒီအစည်းအဝေးမှာလေးလပတ်အစည်းအဝေးလိုပဲရှိကြောင်းသိရပါတယ်။လေးလပတ်အစည်းအဝေးမလုပ်ခဲ့တာကြာပြီးအခုကတော့လေးလပတ်အစည်းအဝေးလိုမျိုးခေါ်တာပါ။အစည်းအဝေးကမနေ့ကနဲ့ဒီကနေ့နှစ်ရက်ပါသိရတလောက်တော့နေမြေစုမိုးရေးပြင်ရပွန်နဲ့စစ်စင်ကိစ္စတွေကိုအဓိကထားဆွေးနွေးကြတယ်လို့သိရကြောင်းစစ်ဘက်တရင်အရှင်မြစ်တစ်ခုကပြောဆိုပါတယ်။ လက်ရှိမင်းအောင်လိုင်းကမေလ9ရက်နေ့မှမေလ10ရက်နေ့ထိရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနယ်နိမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုတွေကိုထောက်ခံနေဆိုတဲ့တရုတ်သမ္မတထံမှဂတိကဝတ်ရရှိခဲ့ပြီးတဲ့နောက်ပုံမိုးဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာခဲ့ကြောင်းစစ်တိုင်းမှုတွေနဲ့အခုစီးဝေးပြီးမှလည်းပြင်းထန်တဲ့စစ်ကြောင်းထုံးမှုတွေပေါ်လာနိုင်တဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့ပြည်သူများအတွက်တတိထားရလိမ့်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကတတိပေးပြောဆိုပါရယ် ်နောက်ထပ်တစ်ပုတ်အနည်းနဲ့ထိုင်းနယ်စပ်ကမေလစကန်ကိုတရက်အတွင်း KNU တင်ယူတဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့မေလစကန်ကိုတရက်တာတိုက်ပြီးမေလ16ရက်နေ့ပိုင်းမှာ KNU နဲ့ပူးပေါင်းတပ်ကပြီးတက်ရှင်လင်းတင်ယူလိုက်ပြီးလို့ကရင်စင်ရေးသတင်းရင်းမြစ်စွေကသိရပါတယ်မေလစီရန်ကန်ကိုဒီမနက်ပိုင်းမြန်မာစံတော်ချိန်မနက်9:00ခွဲဝန်းကျင်မှာအပိသက်တင်ယူလိုက်နိုင်တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်မေလစကန်မော်ကွီးလူစကန်က KNU တပ်မှ9စီရေးလှူရှာနေမိတဲ့မှာရှိပြီးထိုင်းနယ်စပ်အနီးလိုက် င်းပွဲမျိုးနဲ့ဝေလယ်မှုမေလရွာနောက်ဖက်မှာရှိတယ်လို့သိရပါတယ်။အဲဒီစကန်ကိုမေလ15ရက်မနက်ပိုင်း၄နာရီခွဲချိန်မှာ KNU တပ်မှခုနှစ်ကဒရုန်းတွေတုံးပြီးစတင်တိုက်ခိုက်ခဲ့တာမှာစတင်တိုက်ခိုက်တဲ့နေ့ညပိုင်းမှာပဲမေလစကန်မှာရှိရဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်မှုတန်းကိုမခံနိုင်တော့ပဲစကန်ရဲ့တောင်ဘက်ကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့ကရင်စီရေးတဲ့ရင်းမြစ်တွေကပြောပါတယ်။ စကန်ကိုအပြီးတက်လိုက်ရတယ်ဒီနေ့မနက်ပိုင်းမှာတော့စစ်ကောင်စီလေတပ်ကပုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရလို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ထိုင်းနယ်စပ်နီကတာလဲပြူဟာစကန်ကိုသိမ်းပြီးနောက်မှာမေလာစကန်ကိုဆက်လက်သိမ်းယူဖို့ KNU ကတိုက်ခိုက်ခဲ့တာပါဝေလဲမှုမေလာနီဖြစ်ပေါ်တဲ့တိုက်ပွဲကြောင့်မေလာပါဝင်အနီးနာချင်းရွာကဒေသခံပြည်သူ၄၀၀ကျော်ထိုင်းဘက်ကျန်းစီထွက်ပြေးလာတယ်လို့ထိုင်းသတင်းအင်ဂျင်မြစ်တွေကအတည်ပြုပါတယ်လိုင်းပွဲမျိုးနဲ့ပိုင်ကြုံမျိုးဒေါနာတောင်တန်းအရှိချမ်းထိုင်းနယ်စပ်တခြားကစစ်ကောင်စီတပ်စကန်တွေတဲ့ပူလူတူခလေ ယ်ဒီတခေါပီကီမောဖားသူစကန်တာလဲပြူဟာနဲ့မဲလာစကန်တို့ကပါအခုနှစ်အတွင်း KNU တက်မှခုနှစ်ကတင်ယူထားပြီဖြစ်ပါတယ်။လက်ရှိမှာတော့မောဖိုးကီမောပိုးကီစကန်နဲ့နော်တရစကန်တို့ကြန့်ရှိနေပါသေးတယ်။လက်ကြံစကန်တွေကိုလည်း KNU ကဆက်လက်တိုက်ခိုက်ဖို့ရှိနေရလို့ကရင်စင်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။စစ်ကောင်စီတပ်ဘက်ကတော့ကြန့်ရှိနေတဲ့တစကန်တွေမကြဆုံးဖို့မြေပြင်ကနေစစ်ကိုဆေးလွတ်နိုင်စွမ်းမရှိတော့ဘဲလေချောင်းပစ်ကူကိုသာအားပြုနေရတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်မှာနေရယူတက်ဆွဲထားတဲ့မ မဆုတ်တမ်းခန်းစစ်စကန်တွေခြေကုံစကန်တွေဇက်တိုင်းဆုံးရှုံးနေရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီကတော့သတင်းအမှောင်ချထားပါတယ်။နေဆက်နီးဖြစ်ပေါ်တဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းနေဆက်မြင်းတရှောင်းတက်ပြန့်ပြီးမြန်မာဘက်ကအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေရလို့ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့တပိတ်ချင်းမျိုးနဲ့စစ်ရှောင်းစကန်တွေကြောင့်တိုက်ခိုက်မှုပြည်သူနာဦးသေဆုံးပြီးကလေး၄ဦးအပါအဝင်၉ဦးထဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရှိစစ်ဆောင်စခန်းတစ်ခုကိုစစ်ကောင်စီကလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနာဦးတေဆုံးပြီးကလေးငယ်များပါဝင်ကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖကသတင်းထုတ်ပြန်ပါတယ်။မေလ15ရက်နေ့ပိုင်းမှာတပိတ်ချင်းမြို့နယ်ကိုမိုင်ချီရွာနယ်လမ်းလယ်ချီချီရွာများရှိစစ်ပေးရှောင်းစခန်းတွင်ကို စစ်ကောင်စီကဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဖော်ပြပါရယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်60ရွယ်မျိုးသားတအုပ်နဲ့မျိုးသမီးတအုပ်သေဆုံးပြီးကလေးလေးဦးနဲ့တန်ကားတော်တစ်ပါးပါဝင်၉ဦးထိခိုက်ဒဏ်ရာရရှိကြောင်းဖော်ပြပါရယ်။အာနာသိန်းစစ်ကောင်စီကစာတင်ကြောင်းများအပါဝင်ပြည်သူလူထုနေထိုင်ရာနေရာတွေကိုပိတ်မတ်ထားလေကြောင်းတိုက်ခိုက်နေလို့ကလေးငယ်များပါဝင်ပြည်သူများနေစဉ်ထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်လျက်ရှိပါရယ်။ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီနဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရံကာကွယ်နိုင်ဖို့ဘုံကိုခြင်းများဒုထားကြဖို့ပြည်ဦးဝင်ခရိုင်ပကဖကတိုက်တွန်းထား ထားပါတယ်စစ်ကောင်စီကမလ28ရက်ကလောက်ခတ်တဲ့စကိုင်းငလင်ကြီးအကြောင်းပြပြီးအပြစ်ကတ်ရဲစဲကြီးညာထားတော့လေငလင်တန်းကြောင့်လူတည်ဆုံးထိခိုက်ခဲ့တဲ့ပြည်ဦးတွင်ခရိုင်ရှိတပိတ်ချင်းစင်ကူးမြို့နယ်တွေကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးပြည်သူများစွာတည်ဆုံးထိခိုက်ခံရပါတယ်စစ်ကောင်စီရဲ့ဟန်ပြအပြစ်ကတ်ရဲစဲကြီးညာချက်ကိုပြည်သူများမယုံကြဘူးနဲ့လေကြောင်းရန်တတိရှိဖို့ပြည်ဦးတွင်ခရိုင်ပါကဖာတရင်ပြန်ကြိုင်းတာဝန်ရှိသူကပြောကြားထားပါတယ် ဆက်လက်ပြီးအမေရိကန်နဲ့ကုန်သွယ်ညှိနှိုင်းမှုအပြုသဘောဆောင်တယ်လို့ထိုင်းပြောတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ထိုင်းကသူတို့ရဲ့ပြည်ပပို့ကုန်တွေပေါ်ကြီးလေးတဲ့အခွန်တွေမကောက်ခံစေဖို့ရှောင်ရှားဖို့ဂျိုးပန်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့သူတို့ရဲ့စိတ်ကမ်းတွေမှာခရီးတထောင်နာကုန်ပစ္စည်းတင်ပို့မှုတွေကိုတားဆီးပြီးအမေရိကန်ကုန်စည်တွေကိုပုံမှုဝယ်ယူမှာဖြစ်တယ်လို့ပြည်ရင်းစည်းကွက်တိုးတက်အောင်လှုံ့ဆော်မယ်လို့ဝါရှင်တန်ကိုပြောကြားခဲ့ကြောင်းထိုင်းဗန်နိုင်းဝန်ကြီးဌာနမေလ၁၄ရက်မှာပြောကြားလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ဒရပ်ပြဌာန်းတဲ့အခွန်တွေကြောင့်အရှိတောင်အာရှမှာအထူးက ုက်ဆုံးနိုင်ငံတွေနဲ့ပါဝင်နေတဲ့ထိုင်းကကမ္ဘာလုံးဆိုင်ရာတရားဝင်ဆိုင်ငံမှုဇူလိုင်လမှာတက်တမ်းမကုန်ခင်အခွန်လျှော့ပေါ်ပြီးဖို့ညှိနှိုင်းလို့မရဘူးဆိုရင်သူတို့ရဲ့ပို့ကုန်တွေကအခွန်36ရာခိုင်နှုန်းကောက်ခံရမှာ ဖြစ်ပါတယ်။နှစ်ဖက်ကြားကုန်သွယ်ရေးအဆိုပြုချက်ကတူနိုင်ကိုနိုင်ဖြစ်ပါတယ်လို့ဗန်နိုင်းဝင်ကြီးပီချွိုင်း ဂျွန်ဟာဗာရီယာကသတင်းထောက်တွေကိုပြောပါရယ်အမေရိကန်ဗန်နိုင်းဝင်ကြီးစကော့ဘတ်ဆန်ကမိမိတို့အဆိုပြုချက်ကိုအပြုသဘောတုံ့ပြန်ပြီးညှိနှိုင်းဖို့အသင့်ရှိကြောင်းဖော်ပြခဲ့တယ်လို့ဝင်ကြီးချုပ်ပီချိုင်းကဖြည့်ဆွတ်ပြောကြားပါရယ်ထိုင်းရဲ့ကံလန်းမှုကြောင့်အမေရိကန်ရဲ့လူငွေပြမှုရောကျစေမှာဖြစ်တယ်လို့အခြားအကျိုးကျေးဇူးတွေလည်းရရှိမှာဖြစ်တယ်လို့ဝင်ကြီးပီချိုင်းကဆိုတာပါလက်ရှိအခွန်36ရာခိုင်နှုန်းကိုတခြားနိုင်ငံတွေနဲ့တူညီတဲ့အခွန်နှုန်းထားအထိရှော့ချလိုက်မယ်လို့မျှော်လင့်ကြောင်းလည်းသူကပြောပါရယ် အမေရိကန်ကပြီးခဲ့တဲ့နှစ်ကထိုင်းရဲ့အကြီးမားဆုံးပြည်ပပို့ကုန်စည်းကွက်ဖြစ်ခဲ့ပြီးစုစုပေါင်းကုန်တင်ပို့မှုရဲ့18တသမ300ကိုင်လုံးထိတန်ဖိုးအဖြစ်ကန်ဒေါ်လာ55ဘီလီယံထိရှိခဲ့ပါတယ်။ထိုင်းနဲ့မြန်မာတို့ရဲ့ကုန်သွယ်ရေးလုံငွေပြမှုက45တသမ6ဘီလီယံဒေါ်လာရှိတယ်လို့ အမေရိကန်ဘက်ကပြောပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့အပြည့်ရက်ကာလလေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သား180ကျော်တိစုံနေကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်မှငလင်တန်ကြောင့်ပြည့်ရက်ကြီးညာထားပြီး AB 3ရက်နေ့ကမေလ13ရက်နေ့ထိရက်ပေါင်း40အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သား180ကျော်တိစုံခဲ့တယ်လို့ NND ပါတီဗဟိုအလုပ်ကော်မတီကထုတ်ပြန်ပါရယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ပါတီရဲ့လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ကကောက်ယူရရှိတဲ့စည်ရင်းနေရအပြည့်ရက်ကာလအတွင်းစစ်ကောင်စီတပ်ကတိုင်းနယ်ပြည်နယ်ဆက်တကူမှလေကြောင်းတိုက်ခိုက်မှု180ကျင်းပြုလုပ် ်ခဲ့တာပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား180ဦးသေဆုံးပြီးဒီကိန်းတန်ရာရသူ298ဦးရှိကမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့ကလေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရတာဖြစ်ပါတယ်အစိုးရအဆုံးလေကြောင်းတိုက်ခိုက်မှုဟာစကိုင်းတိုင်းတပင်းရင်းမြို့နယ်ဦးတိန်တွင်းရွာရှိစတင်ကြောင်းကိုမေလ12ရက်နေ့မှာစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပုံကျဲမှုဖြစ်ပြီးဆီယာမာရီအပါဝင်ကလေးတငယ်24ဦးသေဆုံးခဲ့ပါတယ်အပြစ်ရကလာတွင်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးသူ14ဦးတန်ရာရသူ43ဦးရှိပြီးစစ်ကောင်စီတပ်စစ်ကြောင်းထိုးစဉ် ်တပ်ဖြတ်ခံရသူ169ရှိကအဲ့ဒီထဲမှာ9လရွေကလေးငယ်တအုပ်နဲ့ပါဝင်ခဲ့တာပါဒီလိုအပြည့်ရက်ကာလအတွင်းစစ်ကောင်စီကရပ်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်ကအစုလိုက်ပြုံလိုက်တိုက်ဆုံစီခဲ့တဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုနဲ့စစ်ရဆွေးမှုတွေကိုဇက်တိုက်ကျူးလွန်နေတာကြောင့်ကုလသမဂ္ဂအာဆီယံပါဝင်နိုင်ငံတကာအတိုင်းဝိုင်းတို့မှာတားဆီးအရေးယူပေးဖို့ NLD ပါတီကတိုက်တွန်းထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်